guys မင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Hardy ကတင်လာတဲ့ gameplay video အစ်စ်တွေနဲ့ Hardy blog post အစ်စ်ကိုကြည့်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကို like လေးပေးခဲ့ကြပါအဲ့ဒါဆိုတော့စလိုက်ကြအောင်ပထမဦးဆုံးတော့ Hardy ရဲ့ zone 4 gameplay ကိုကျွန်တော်ကြည့်ကြအောင်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲပြလိုက်ပါတော့မယ် Yeah. โอเคဆိုတော့ဘာတွေတွေ့လိုက်ကြလဲမလွဲမချော်ကတော့ဒါ dinosaurs တွေပေါ့เนาะဒါပေမဲ့ဒီကောင်တွေက angler fish နဲ့လည်းပေါင်းလာတာဆိုတော့ဒီလိုမျိုးပုံလေးထွက်ပါတယ် မတည်တဲ့သူတွေအတွက်ဆိုရင်တော့အဆုံးဖို့က ID ရဲ့ချော်ရင်ဘိုင်ယုံပဲဖြစ်ပါတယ်။ဒါကအပေါ်မြင်မှာပဲကြည့်ရင်ပေါ့။တကယ်ဘိုင်ယုံကတော့အောက်မှာပဲဖြစ်ပါတယ်။လုံးဝ Lash Forest လေးအပင်နေတဲ့အပြည့်ပေါ့။ဒါတွေအားလုံးကလည်းဒါဂူရီထဲမှာပဲရှိတာပါ။ဇုံတွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်ကဗီဒီယိုလေးတစ်ပုဒ်တင်ထားပါတယ်။အဲဆိုပရိုတွေ့ကြည့်ချင်တွေ့ကြည့်လို့ရပါတယ်။ဒီမှာကတော့ဒီ player က Amra Soul နဲ့ X နဲ့ရှိပါတယ်။ပြီးရင်တော့ Steve Pickett လို့ပေါ့။ Store ထဲမှာလည်း Neon Crystal လို့တစ်ခုခုကိုတွေ့ရပါတယ်။ ကျွန်တော်ကတော့ ruby လို့ဖြစ်မယ်ပဲထင်ပါတယ်။ zone 4ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ forest တွေကပြင်ရအပင်တွေထွက်တော့မှပုံပြီးများနေပါသေးတယ်။အဲဒါကြောင့်မို့လဲဒီနောက်အပင်တွေအများကြီးရှုံနေရပါ။ပြီးရင်တော့ဒီ player ကဒီ dinosaur တအုပ်ထဲကိုရောက်သွားပါတယ်။ cave raptors တွေပါ။ဒါဒီကျွန်တော်တို့ရဲ့ zone 4 gameplay ပဲဖြစ်ပါတယ်။တော်တော်လေးလက်လန်းပါတယ်။ brother ကိုလည်းဘယ်လိုထင်ကြလဲ။ကောင်းမှမှရေးသွားပေးကြပါဦး။နေပါအောင်ဒီ clip ကို7မိနစ်တောင်မကြာဘူး။ ူတွေကဒီကောင်းအောင်စီးကျင်လို့ပါဆိုပြီး developer ရဲ့ချက်ချင်းမဲ့ထည့်ပေးလိုက်ပါတယ်အခုတော့ cave raptor ကိုစီးလို့ရပါပြီ speed ရကမချင်းရသေးပါဘူးဒါပေမဲ့ပြောရရင်တော့တော်တော်မိုက်ပါတယ် simon confander ကဒီ view မှာ raptor ရဲ့ ai တိတ်ပြီးတော့ကောင်းကောင်းမချင်းရသေးပါဘူးအဲ့ဒါကြောင့်မလို့ detection range တွေပါရတိတ်ပြီးမကျဲသေးတာပါအဲ့ဒါကြောင့်လည်းနည်းနည်းလေးလွယ်သွားတာလည်းပါပါတယ်ဒီ click ကတော့တစ်ခါမှမမြင်ဘူးတဲ့ zone 4ကိုပြတာဆိုတော့တော်တော်လေးမိုက်ပါတယ် ပြီးရင်တော့ blog post အသစ်တစ်ခုကိုကျွန်တော်တို့ရပါတယ်ဒီ blog post ကတော့ဒါ modern လောက်ချင်တဲ့သူတွေအတွက်ပါဒီမှာကတော့ technical ဟာပဲများပါတယ်ပတ်ရှင်တော့တော့ဖတ်လို့ရပါတယ်ဒီမှာကတော့တော်တော်များများရှုပ်ပါတယ်ဒါပေမဲ့သူတို့ပြောတာကမကောင်းတဲ့ assistant တွေရှိပါသေးတယ်အဲဆို modern အပြည့်ရောပါလာမဟုတ်ပါဘူးဒါပေမဲ့ဒီ team ကပြင်နေမဲ့အစားအရင်ထွက်လိုက်တာပိုကောင်းတယ်လို့ပြောပါတယ်ဒီထဲမှာပါမဲ့ assistant တွေကလည်း mod ထွင်တဲ့သူတွေကမထွင်တတ်ရင်တော့မှတန်းကြည့်ပြီးတော့လုံးဝ level ကောင်းတဲ့ mod တွေကိုထွင်လို့ရပါတယ်အဲဒီထဲမှာရှိသမျှဟာရအားလုံးက edit လို့ရတာဆိုတော့ပြင်ရတာလွယ်တာဖြစ်ပါတယ် machine နဲ့မှလည်းပါတော့ roleplay video တွေ cinematic တွေတွေလည်းကောင်းကောင်းလေးရိုက်လို့ရမှာပါမကောင်းသေးပေမဲ့အရင်ဆုံးထွက်ထားတာပိုကောင်းတယ်မှာလားပြီးရင်ကတော့ဒီနေ့နောက်ဆုံး news လေးလာပါပြီ video ကတိုဝင်မဲ့ pro နားထောင်ပေးပါ high tier ကဘယ်လောက်ပေးရမှာလဲ high tier ကတော့ဒေါ်လာ20ပဲဖြစ်ပါတယ် sale song နဲ့ဈေးတူတူပါပဲပြီးရင် minecraft ထက်တောင်ဈေးနည်းသေးပါတယ်ဒါရင်မဟုတ်ပါဘူးနောက်ထပ် addition ၃ခုရှိပါတယ်ဒီ addition တွေကဘာမှမကွာပေမဲ့ skin တွေ cape တွေအဲ့လိုမျိုးတော့ free ပေးပါတယ်နောက်တစ်ခုကတော့ supporter supporter ကတော့35ဒေါ်လာတန်ဖြစ်ပါတယ် နောက်ဆုံးတစ်ခုကတော့ cut spray ပါเนาะ cut spray ကတော့70ဒေါ်လာကျပါတယ်ပြန်ပြောပါမယ်ဒါတွေကတော့ skin တွေပဲပေးတာပါပြီးတော့ value new parts တွေလာအောင်လဲတော့ကျွန်တော်လည်းမသိပါဘူးဒီ3590ကဝယ်ကြတော့မလိုပါဘူးဒါပေမဲ့ဒါက team ကိုလှူဒန်းကျင်တဲ့အနေနဲ့ဒီ edition တွေကိုထည့်ပေးရတာဖြစ်ပါတယ်ပြီးရင်ဒီတစ်ခုက team ကို support ပေးဖို့ပါ Simon ကတော့တတ်နိုင်သမျှနှိပ်ထားပေးတာပါအဲ့ဒါဆိုတော့ Simon လည်းကျွန်တော်ကျေးဇူးတင်ရပါမယ်အဲ့ဒါဆိုတော့နောက်ပတ်ကျရင်ကျွန်တော်တို့ဒီဟာကို pre order တင်လို့ရမှာဖြစ်ပါတယ် high date release date တွေလည်းထွက်အောင်ပါဆိုတော့ brother တို့စောင့်မြင်ကြည့်ကြပြီးပါဦး alright အဲ့ဆိုဒီ video တလောက်ပါပဲတိုးတော့တိုးပဲဒါအရင်200 300လောက်ကရတာ news တွေပဲဖြစ်ပါတယ် brother တို့ရောဒီ price ကိုဘယ်လိုထင်ကြလဲ comment လေးမှာရေးပေးသွားကြပါအောင်ပြီးတော့ hike အကြောင်းလေးအများကြီးသိချင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလေးဝေးသွားကြပါ brother တို့နောက် video မှာတွေ့ကြပါမယ်